မင်းကတော့ပြောနေစရာမလိုဘောနော်တိုက်ပါရဲဟာပြမလည်းချစ်သက်ပါရဲဒါပေမဲ့တရားဦးကတော့ပို့ပြီးချစ်သက်ချစ်သက်မယ်လို့ထင်တယ်ဘောနော်တင်ကအမြဲတော့မလိုက်ဖြစ်ဘူးဒါပေမဲ့ဒီသမင်းချိုက်တဲ့ပို့တာလေးတော့ပါညာတော့ရှိတာဘောနော်ဒီချစ်သက်ဟင်ကတုံးမျိုးပဲရှိရဲအဲတုံးမျိုးကအမြဲတည်းပါတယ်တင်ပြရလားဟိုပြလက်စားဖက်ကပါလေးစီကုဖက်ကပါလို့တော့ပြချက်ဦးချက်ဦးကို ငါကျောက်ငံပြရေးချက်လာလို့ကင်းချီနေတဲ့ဆက်သားလေးအဲ့ဒါပဲချက်တယ်ဒီတကားလုံးပေါ့နော်ဒီတို့ဒီချွေလာဒီနေ့ကြည့်တဲ့ဟာမှလည်းအရန်ကိုကောင်းနေပြီးတော့ရကမနဲ့ချွေမချာဇလန်းလေးပေါ့နော်အဲ့ဒီမှာကိုတရားကတော့ကြားညက်တာပေါ့အခုမှဒီတို့အပိုင်းတတအောင် မကြည့်ရသေးဘူးဆိုတော့အဲအခုလာမဲ့ဒီဇလန်းလေးအတွက်ကိုအရင်ရင်ခုန်နေပါတယ်ဟုတ်ဇလန်းတွဲလေးကိုလည်းကြိုက်တယ်ပြီးတော့အာအချိန်ပေးပြီးတော့ကြည့်ပြမယ်ပေါ့နော်ဘာလို့ဆိုတော့ဒီကားလေးမှာကိုကိုချာလီကအရင်အားဆိုင်ထားတယ်အားထည့်ထားတယ်ဆိုတော့အဲသူတို့ကလည်းစောက်ကြည့်ပေးရမှာပေါ့ဟုတ်မင်းကတော့ပြောနေစရာမလိုပေါ့နော်ကြိုက်ပါတယ်ဟုတ်ပြမလည်းချစ်သက်ပါတယ်ဒါပေမဲ့တရားဦးကတော့ပိုပြီးချစ်သက်ချစ်သက်မယ်လို့ထင်တယ်ပေါ့နော်သူကဒီကားထဲမှာဆိုကက်ကက်မိုင်မင်းနာကိုပဲကြည့်ပြီးတော့ပေါ့နော်အာဒီအမေကိုလွန်ဆန်ပြီးတော့အရင်ချစ်သက် က်တဲ့လူဖြစ်ဖို့တွဆောင်ခါဆိုတော့အပြင်မှာလည်းချစ်တော့ချစ်တယ်ဒါပေမဲ့ဟိုတရားဦးကတော့အရန်ဟိုယူတယ်လို့ပြင်ပါတယ်ဒီကားမှာတော့သူတို့ပို့ပြီးတော့ဟိုကတ်ခဲမယ်ပေါ့နော်ဒါဆိုတော့သူကအမေနဲ့ချစ်ရတဲ့သူကြားမှာ အာမြောက်ကြမှာပြာများတဲ့ character ဆိုတော့ဘယ်လိုပြင်မာတော့အဲ့လိုမဟုတ်ဘူးပြင်မာတော့ AC လေးပဲဒါပေမဲ့ဒီကားလေးမှာတော့သူမဟုတ်တဲ့ character သူ့ကိုတွက်ဆောင်ရတဲ့အတွက်နည်းနည်းတော့သူ့အတွက်ခက်ခဲမယ်လို့ထင်တယ်ဒါပေမဲ့သူအကောင်းဆုံးတွက်ဆောင်ထားတာမြင်ရတဲ့အတွက်လည်းအဲ သူ့ရက်ကိုဂုံယူမိပါတယ်ဟုတ်ဒီကားထဲမှာဆိုရင်တော့ကိုချာလီကအဲ့လိုမျိုးပေါ့နော်အဲသူ့ရဲ့ style ရယ်နောက်ပြီးတော့ make up artist ရယ်အဲ့လိုမျိုးသူကခေါ်ပြီးအဲ့ channel လောက်ထားတယ်ဒီကားလေးမှာပေါ့နော်အဲဘာဝါနဲ့လည်းတူဆုံးဖြစ်အောင် character လည်းအရန်ဝင်အောင်လုပ်လုပ်ထားတယ်သူကလို့ရှိရင်ကားတိုင်းရိုက်ရိုက်တိုင်းပေါ့နော်ဘယ်တော့မှပိုးပြက်မရိုက်တဲ့ဘဲနဲ့ဒီကားတို့ကိုအရန်နဲ့ ဆက်မြင့်တကြစီစဉ်တကြလုပ်တဲ့သူဆိုတော့လေသူတော့ကိုခွင့်ပြုမိပါတယ်ဟုတ်ရှင်တင်အောင်လိုက်သွားဖြစ်လာအဲရှူတင်ကအမြဲတမ်းမလိုက်ဖြစ်ပေဘူးဒါပေမဲ့ဒီခမင်းချိုက်တဲ့ပို့တာလေးတော့ပါညာတော့ရှိတာပေါ့နော်ဆိုတော့ဒီလည်းဒီအလုံးနဲ့တီးရှုံနေရဆိုတော့အာအမြဲတမ်းတော့မသွားဖြစ်ပေမဲ့သူပျော်အောင်ပျော်သွားအဲ့လိုခမင်းချိုက်ပို့တာလေးတွေမဟုတ်လေးပို့တာလေးတော့ရှိပါတယ်ဟာဒီချက်တဲ့ခင်ကသုံးမျိုးပဲရှိရဲသုံးမျိုးကအမြဲတမ်းပါတယ်ဟာတန်ဒီရလာဟိုပိလက်စာဖက်ကပါလေးစီကုဖက်ကပါလို့တော့ပြချက်ဥ ကျုပ်ကိုနဲ့ကျုပ်ငင်ပြရေးချက်လာလို့ကင်းချီနေတဲ့ဆက်သားလေးအဲ့ဒါပဲချက်တယ်အဲ့တော့ဒီကိုချင်းချက်အမင်းချက်ကနိုင်အဲ့ဒါပဲချက်ကျွေးရအဲ့တော့သူကပြောသူ့ကိုဘောနော်ဒီအရှိမဒီပြိုင်ပွဲတွေကိစ္စတွေဒီအလုပ်တွေဟောတောက်လျှောက်ဒီဘာမှမချက်ကျွေးဖြစ်တဲ့အချိန်မှာသူကပြောတယ်အရင်တုန်းကတဲ့စကြိုက်တုန်းကတော့ချက်ကျွေးတယ်ဘောနော်အခုနောက်ပိုင်းမှာဘာဖြစ်မချက်ပါလဲလာမပို့တော့ဘူးဆိုတဲ့အချိန်မှာအဲ့ဒါလေးပဲပြန်ပြီးချက်ပြီးတပုတ်ပြီးပြပါတယ်အဲ့နေရတဲ့ အရန်တော့ဝါလို့ထင်တယ်။နည်းပေါ့ပါ။ဒီကအဲ့ဒါကိုချက်တက်မို့အဲ့ဒါကို expert ဖြစ်တာကျွမ်းကျင်တာ။တခြားတခြားကတော့ချက်တက်တယ်ဒါပေမဲ့အရန် try ဘာဆိုတော့အများကြီးချက်တက်အများကြီးချက်တွေ့ရမှာဆိုတော့ဒီကတော့ဒီမျိုး lab scene တွေပါဆိုတော့ဒီတော့ဘာမှမဖြစ်ဘူး။ဒါပေမဲ့သူအရန်ကိုအားထည့်ပြီးပေါ့နော်။ဒီ character ဝင်ပြီးတော့ ကာရက်တာဝင်ပြီးတော့ရိုက်ထားတဲ့ဟာကာရက်တာမှာလည်းအရင်စိတ်စိတ်ပင်ပန်းရတယ်ဒါပေမဲ့အပြင်မှာလည်းအဲ့ကိုမှုဝင်ပြီးတော့အရင်စိတ်ပင်ပန်းနေတဲ့အခြေဆိုမကြည့်ရဘူးတိလာဟိုစိတ်တယ်မှာလည်းတနာတာပေါ့နော်။အော်သူအရင်ကြိုးစားထားတယ်ကာရက်တာလည်းအရင်ဝင်နေနောက်ပြီးတော့ဟိုမူဖြတ်လိုက်တာ ਨੇ ဒီဒီစင်းပေါ်မှာပေါ့နော်ဒါကက်လုတ်ပြီးတာ ਨੇ သူတို့မပြီးနိုင်သေးဘူးအဲ့ပေါ်မှာစိတ်ကိုရမ်းနေရနေတော့လေအော်အရင်ကြိုးစားထားပါလားဆိုပြီးတော့တနာမိပါတယ်ဟုတ်လောက်ခံစားနေရတာဟုတ် မြင်ခဲ့ဘူးပေါ့။အော်မြင်ဘူးอ่ะမြင်ဘူးဆိုတော့တေးကအာအမြင်တော့ရှောက်မလိုက်ဖြစ်ပေမဲ့ဟိုစင်ကြီးရဲ့နေ့တွေပါဆိုလိုက်ဝိုင်းနေရေရှိလို့ဆိုကိုကိုတိုင်းကလည်းတိချင်တယ်ဘယ်လိုမျိုးရိုက်တယ်ဘယ်လိုမျိုးအတွေ့အကြုံတွေလည်း ညင်ချင်တဲ့တွေ့ကြမလိုက်သွားတဲ့ချိန်ကြလို့ရှိရင်လည်းအဲအဲ့လိုမျိုးစဉ်းနေနေကြုံတာပေါ့နော်အဲ့ခါကျရင်တော့တနာပါပေါ့နော်ကြည်ပေးနေမဒီမော်နီတာလေးကိုကြည့်ပြီးတော့အရန်လုံးနေရပါလားပေါ့နော်ဒီအရန်ကိုအားထိတ်ထားပါလားဆိုပြီးတော့ပြင်ပါတယ်ဟုတ်ပြီစစ်တတန်က6နှစ်ကြောက်ပါပြီဟုတ်ဒီဒီပြောသူလိုက်မလို့ပါဒီပေါ်သူလိုက်ကပေါ့ပါဒီကဒီလိုနေမှာဆိုဒီရပဲအဲ့လိုမျိုးရီးစရာတွေပြောတာတခါတလေကြက်မှာပဲသူအဲ့လိုမျိုး ဘယ်သူမှမရှိတဲ့အခြေအနေမှာသူ့ရဲ့လိုတခြားပုံစံလေးတက်ဆိုင်လေးကိုပြန်မြင်ဘူးอ่ะဆိုတော့ဒီအပြစ်မှာသူအဲ့လိုမျိုးတိပဲခက်ခန်ညာသူအဲ့လိုနေရသူဆိုတော့လေဒီပဲပို့ပြီးတော့ပြေရှင်နေတော့တဲလို့ထင်ပါတယ်ဟာဟုတ်အမားတို့နော်တမီးကိုချစ်ကြောင်ပဲရမ်းမေးနေတာဟောကြအကုန်လုံးကလေအာဒီလင်နာယူပြန်ပြီဆိုပြီးအဲ့ဒါပဲဖြစ်နေတာ ကျေလို့အခုမေဘူးနဲ့ဟောအာဒါကိုကြည့်ရတော့ဒီမျိုးသားလေး support လေးလောက်ပါအာတဲ့တဲ့ဒီနေ့ support လေးလောက်တာမဟုတ်လို့ပါဆိုဒီတည့်ရတော့နားလည်ပေးပါလို့ဆိုအပလီမှာဆိုရင်တော့ဒီနေ့ဆယ်နိုင်မှာပြသွားပြီပေါ့နော်ဒီ MRD ပို့မှာဒီညနေအခုနှစ်နိုင်ဆိုစပြပြီပေါ့နော်အဲ့တော့ဒီအမုံမြင့်အဖွဲ့သားတွေအကုန်လုံးကလည်းကြိုးစားထားကြတယ်ပြီးတော့တကယ်လည်းကောင်းတဲ့ series series ဇလန်းတွဲလေးမဟုတ်လို့အားလုံးကိုကြည့်ပေးပါအားပေးပါလို့ပြောချင်ပါတယ်